ပြီးဟေနန္တရားကိုဝိပဿနာရှုခြင်းတွင်မဟာသတိပဋ္ဌာနာတော်မှာဝေဒနာစိတ်တမအလို့ပြထားတယ်။ပါကျုပ်ဆရာတော်ဘုရားကြီးကဝိပဿနာရှုနေတဲ့အခါနာခန္ဓာတွေကယောနေလို့ဓာတ်ရိုက်ရှုချိန်မှာဒါကပါပဲ။ဒါကပါခန္ဓာဖြစ်တယ်လို့မစင်ញင်ပါနဲ့။ စင်ရင်နေကမ္မထအာယုံကလေကျသွားတတ်တယ်လို့ညွန်ပြတယ်စိတ်ထဲကိုအတွေးတွေဝင်လာဝင်လာတဲ့အတွေးကကောင်းတဲ့အတွေးဖြစ်ချင်းဖြစ်မယ်မကောင်းတဲ့အတွေးလည်းဖြစ်ချင်းဖြစ်မယ်ကောင်းကောင်းမကောင်းကောင်းဘယ်အကြောင်းအရာကိုပဲတွေးတွေးအတွေးကိုလက်ခံပြီး တရားအားထုတ်ခါမှာအတွေးဖြစ်ရကောင်းလားလုံးပယ်ဖို့မကြိုးစားနဲ့လုံးပယ်ဖို့ကြိုးစားနေရင်ကမကြိုက်ချင်းဒေါသကိလေသာဖြစ်တယ်သဘာဝတရားတွေရဲ့သဘာဝအတိုင်းဖြစ်မှုကိုစောင့်ကြည့်ခြင်းကဝိပဿနာအားထုတ်ခြင်းဖြစ်တယ်တွေးခြင်းကလည်းစိတ်သဘာဝတစ်ခုဖြစ်တယ် ။ဒါကြောင့်မတွေးအောင်အတင်းမလို့ရ။တွေးမှန်သိအောင်ပဲလုပ်ရတယ်။သမထကအခြားအာယုံဝင်လာ။လက်မခံပဲရှုမှတ်နေတဲ့အာယုံ တစ်ခုအပေါ်မှာသာစိတ်ကိုနှစ်ထားတယ်။ဝိပဿနာကအာယုံတစ်ခုတည်းအပေါ်မှာစိတ်နှစ်ထားခြင်းမျိုးမဟုတ်ဘူး။ဘယ်အာယုံ ဖြစ်ပေါ်လာလား ဖြစ်ပေါ်လာတဲ့အာယုံရဲ့သဘာဝကိုစောင့်ကြည့်ခြင်းဖြစ်တယ်။သမထကကင်မရာမှန်လို့လူကျင်တဲ့အာယုံပြီးအခြားချိန်တယ်။ဝိပဿနာကလမ်းစုံမှာထောင်ထားတဲ့မှန်။မှန်ရှိဖြစ်တဲ့မြတ်အာယုံအလုံးကိုလက်ခံတယ်။စိတ်မှာတတိဆိုတဲ့မှန်ကိုထောင်ထားရတယ်။ အာယုံကြီးဝင်လာရင်လက်ခံသေးတယ်။ဒါသည်ဖြင့်ဝိပဿနာရှုခြင်းဖြစ်တယ်။စိတ်ကိုရှုတာကရုပ်ကိုရှုသလိုမျိုးအာယုံပေါ်စိတ်ကိုတွန်းတင်ဖိကတ်ထားလို့မဖြစ်ဘူး။စိတ်လျှော့တာအလိုက်တည်းနဲ့တည်နေရတယ်။ဓမင်းစားတယ်။အင်းကွက်တွေကိုမြင်ရင် ဘယ်ဟင်းကပူကောင်းနေဘယ်ဟာယူလိုက်မယ်စတဲ့ရှင်စိတ်တွေဖြစ်တယ်လီကတွတွေတက်တယ်စိတ်ကအားစိုက်တွနေရတယ်မတ်တက်ရရကထိုင်နေထိုင်နေတဲ့စိတ်ကယင်ဖြစ်တယ်အထိုင်ကြလို့နာကျင်လာရင်မခံသာတဲ့ခံစားစိတ်အလူမကျတဲ့စိတ်တွေဖြစ်တယ်အာယုံတစ်ခုကိုမြင်နေတယ် လိုချင်တဲ့စိတ်ဖြစ်တယ်။မလိုချင်တဲ့ငြင်းဆန်စိတ်လည်းဖြစ်တယ်။အချိန်တိုင်းမှာစိတ်အခြေအနေမျိုးစုံဖြစ်နေ။လက်ခံပြီးသိပြရတယ်။စိတ်အခြေအနေမျိုးမျိုးကိုသိနိုင်မှုဆိုရင်စိတ်ကိုအာယုံတစ်ခုထဲမှာအတင်းမဲထားလို့မဖြစ်ဘူး။စိတ်ကိုစိတ်ငယ်သာသိရခြင်းဖြစ်လို့ အာယုံတစ်ခုကိုမဲနေရင်စိတ်ကိုပြန်မသိနိုင်ဘူးလက်ရှိဖြစ်စေစိတ်ကိုဖြစ်စေစိတ်ကမသိဘူးစိတ်နှစ်ခုပြိုင်မဖြစ်ဘူးဖြစ်သွားလီပြီးတဲ့ရှေ့စိတ်ကအသစ်ဖြစ်လာတဲ့နောက်စိတ်ကပြီးရင်ဖြစ်တယ်ဖြစ်သွားတဲ့ရှေ့စိတ်ကကုသိုလ်စိတ်အကုသိုလ်စိတ်ဖြစ်ချင်ရာဖြစ်မယ် ဖြစ်တဲ့အတိုင်းလက်ခံရှုမှတ်ရတယ်။တွန်းဖယ်ခြင်းဆွဲကင်ခြင်းတွေမလုပ်နဲ့။လက်ခံသိတဲ့နောက်စိတ်ကဝိပဿနာကုသိုလ်စိတ်ဖြစ်တယ်။တစ်ခါတလေစိတ်ကဘယ်အယုံမှထားပြီးရှုမှတ်ရမှန်းမသိဖြစ်နေတတ်တယ်။ရောက်ရခံနေတယ်။ရောက်ရခံနေတဲ့စိတ်ကိုလည်း ရောက်ရဲ့ခတ်နေမယ်ပြန်ရှုလို့ရတယ်စိတ်ကိုရှုရင်းပဲဖြစ်တယ်ပြင်းရည်သိဖြစ်ရင်ပြင်းနေတဲ့စိတ်ကိုပြန်ရှုပြကြလို့နေပြကြနေတဲ့စိတ်ကိုပြန်ရှုဘယ်အာယုံကိုမှစိတ်ထားပြီးမရှုတတ်တော့ဘူးဆိုရင်အာတိဖျားမှာတိုးထိနေတဲ့လေကိုရှု တတိရှင်စိတ်ချင်နေမှုတို့ဖြစ်နေတော့သိတယ်မသိဘူးဆိုတော့တတိလွတ်လို့လို့ဖြစ်တယ်အခုစောင်းကင်ထားတယ်ကင်နေပြီမဲ့တတိမရှိလို့ကင်နေမှန်းမသိတတိထားလိုက်တော့ကင်နေမှန်းသိသွားတယ်လုံးလောဘဦးစဉ်တပါရွာတဲ့ဆုံးကံဝင်အမျိုးသမီးတယောက်ရေချိုးနေတယ် ဖြတ်ခနဲ့ကြည့်မိတယ်။စိတ်မှာရှိတ်ခနဲ့ရာဂသီဖြစ်တယ်။ဖြစ်လာတဲ့ရာဂစိတ်ကိုချင်းပြန်သေးတယ်။ရာဂစိတ်ပျောက်သွားတယ်။ရာဂအကျံဖြစ်ခွင့်မရလိုက်ဘူး။အမျိုးသမီးကိုကြည့်တာရာဂစိတ်ဖြစ်တာရာဂစိတ်ပျောက်သွားတာစိတ်ဖြစ်စဉ်တွေကိုသူတီးလိုက်တယ် လေးကျင့်ရှိနေတဲ့တတိကအကောင်းတဲ့အတွက်စိတ်ဖြစ်စဉ်တွေကိုပြန်သိတာဖြစ်တယ်။ဆုံးခံရင်လမ်းလျှောက်မှတ်ရကရေချိုးတံကိုကြာတော့အမတ်တတိလို့ပြီးကြီးကျင်စိတ်ဖြစ်တယ်။အတန်လာရကိုကြည်မိသွားတယ်။ကြည်မိတာနဲ့လောဘသိဖြစ်တယ်။တတိအမတ်ကျင့်ရှိတဲ့အတွက် ကိလေသာကိုစက်ပြုခုမပြီးပဲချက်ချင်းပြန်သေးတယ်အလွန်တမိုးရှိတယ်ကိလေသာစီကဝိပဿနာကုသို့အမြတ်ရလိုက်တယ်အလုံးလို့ရင်တွားရင်လာရင်တတိအကျင့်လှုပ်ပြီးနေတွေးတော့တာလောဘဖြစ်တာအလိုမကျတာပျော်နေတာပြင်းနေတာ စိတ်မျိုးစုံဖြစ်နေတာကိုပြီးတယ်တတိအာကောင်လို့တမာရီအာကောင်တမာရီအာကောင်လို့ပညာအာကောင်ရင်စိတ်တဘာဝတွေရောပုဂ္ဂိုလ်မဖက်ဓမ္မတသက်ဖြစ်ခြင်းလို့သဘောပေါက်လာတယ်အတ္တဒိဋ္ဌိရှုမှတ်ဉာဏ်နဲ့ပယ်လာတယ် theory ရရုပ်သဘောနာမ်သဘောတွေလို့ စင်ခြင်းသိခြင်းမျိုးမဟုတ်တော့ဘူးဒီညာရသူကိုဝိတုဒ္ဓိမတ်မှာသုလသောတာပန်သောတာပန်ငယ်စားလို့တော့ပင်စားဆိုထားတယ်နောင်ဘဝအပေပိတ်တယ်ပြီးဟိတ်အဖြစ်ဆုံးဖြတ်လို့ရတယ်မတ်ပူရတိတိကြိုးစားအားထုတ်ခွင့်ရှိတယ် ရှင်ပညာသီရိရမကျောအရှိတိုင်လက်ခံလိုက်ပါစာအုံးမှာတုံနှုတ်ဖတ်ရှု